တော်တော်သမီးတို့အားလုံးမင်္ဂလာပါဆရာကဆရာချင်းပါ Grade 7တင်ချာသင်ယူသည်များကိုမျှဝေတင်ချာပေးပါမယ်ဆရာမျှဝေတင်ချာမှုလေးကိုနှစ်သက်တဲ့အကျိုးရှိတယ်ဆိုရင် like and subscribe လေးလုပ်သားပေးနော်အတော့ဆရာတို့ဒီနေ့လေ့လာရမှာဒီတင်ချာ1ရဲ့ဆရာတို့ Legend 2 2.4ဆရာတို့အကြီးဆုံးပုံစံခွဲခင်းအကြောင်းလေ့လာရမှာဖြစ်တယ်ဒါဆိုရင်ဆရာတို့ကြည့်ရအောင်ပါအတော့အကြီးဆုံးပုံစံခွဲခင်းဆရာတို့အကြီးဆုံးပုံစံခွဲခင်းမှာဆရာတို့ရဲ့ Greatest Common Factor မှာဆရာတို့ဒီ အကြီးဆုံးဆိုရဲ greatest ရဲ့ဆရာတို့ first letter g common ဆိုရဲ့ဆရာတို့ common factor ဆိုရဲ့ပုံစံခွဲခင်းရဲ့ common ကဆရာတို့က c first letter အ factor ဆိုရဲ့စာခွဲခင်းကဆရာတို့က first letter လေး f ဆိုရဲ့ဆရာတို့စလုံးလေး၃လုံးပေါ့နော်အဲ့တော့ဆရာကအဲ့လိုယူလိုက်မှာဖြစ်ပါတယ်အဲ့တော့အကြီးဆုံးပုံစံခွဲခင်းဆိုတော့ဆရာကဘယ်လိုယူမှာလဲဆိုတော့ first letter လေးဖြစ်တဲ့ g c f လို့သုံးမှာဖြစ်တယ်ဒါကြောင့်ဆရာတို့ကအကြီးဆုံးပုံစံအခွဲကိန်းတွေဖြည့်တဲ့အခါမှာဆရာက GCF လို့သုံးလို့ရှိရင် အဲ့လိုသမီးတော်တွေဒီအကြီးဆုံးကိုစားခွဲခင်ပြောတာဆိုတော့နားလေရမှာဖြစ်တယ်။ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့အကြီးဆုံးကိုစားခွဲခင် greatest common factor ဟောဆရာတို့သင်ခန်းစာတွေလေ့လာတဲ့အခါမှာဆရာတို့မှသင်ခန်းစာလေးမှာရည်ရွယ်ချက်တွေရှိတယ်။ဒါဆိုဆရာတို့အကြီးဆုံးကိုစားခွဲခင်အကြောင်းကိုဘာကြောင့်လေ့လာရလဲဆိုတော့ဒါတို့သမီးတော်တွေဒီအကြီးဆုံးကိုစားခွဲခင်ကိုခွဲတတ်ပြီးတော့နေ့စဉ်ဘဝနဲ့ဆက်စပ်တဲ့ပုံစံတွေကိုတွတ်တက်ကိုပြန်လည်သုံးချတတ်ဖို့ဆရာတို့တွေဒီပညာသင်ယူလဲဆိုတာတကယ်ကဒါတို့သမီးတော်ဆရာတို့ရဲ့နေ့စဉ်ဘဝတွေမှာဆရာတို့က ြန်လည်းပဲလက်တွေ့အသုံးချတတ်ဖို့ဖြစ်တယ်ပြဿနာကိုဖြေရှင်းတတ်ဖို့ဖြစ်တယ်ဆရာတော်ကဒီသင်ခန်းစာတွေကပြဿနာတွေတွေ့တယ်ပုစာရေးသင်ချာရေးတွေ့ရတယ်ခေါင်းချုပ်ခံပြီးဆရာတော်ကြီးစဉ်းစားရတယ်ဆိုတာပြဿနာအတုတွေဖန်ပြီးပေးထားတာဖြစ်တယ်ဆရာတော်ရဲ့ဘဝမှာကြာတော့ဆရာတော်တွေဒီပြဿနာတွေအစစ်တွေဒီဆရာတော်ကကြုံတွေ့ရတာဖြစ်တယ်အဲ့ခါကျရင်ဆရာတော်သင်ခန်းစာတွေကနေဆက်ဆက်ပြီးတော့ဆရာတော်တွေစဉ်းစားတွေးခေါ်တတ်ဖို့ပြဿနာဖြေရှင်းတတ်ဖို့ဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်ဆရာတော်တွေဒီသင်ချာတွေကို တွက်ကြရမှာဖြစ်တယ်အဲ့တော့ခေါင်းမလျှော့ရဘူးသင်္ချာတွင်းရင်စိတ်ညစ်တယ်သင်္ချာကိုကြောက်တယ်မလို့ရဟုတ်ပြီနော်ဒါကပြဿနာအတုတွေဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီအရာတွေကိုဆရာတို့ကရင်ဆိုင်ရတဲ့တတိရှိလာဘူးအဲ့တော့မှဆရာတို့တွေရဲ့ဘာလို့သမီးတွေရဲ့ပုံမှန်မှာခက်ခဲတွေကြုံတဲ့အခါဆရာတို့ကတတိရှိရှိနဲ့ရင်ဆိုင်ကြော်ဖြတ်ရဲမှာဖြစ်တယ်နော်အဲ့လိုမျိုးတွေးထားရမယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့တွေကြည့်အောင်ပါကဲဆရာတို့ပုံစံတွေ့တက်ကိုကြည့်ရအောင်အဲ့တော့ဒီသင်္ကန်းစာမှာဆရာတို့ကမောင်မောင်ကြီးရဲ့အလျားကဆရာတို့က20 တော့အလျာ20 cm နဲ့အနံဆရာတို့က30 cm တော့ဆရာတို့ကဒီမှာသူတို့ရဲ့အလျာဒီအနံဒီရဲ့အတိုင်းတာပြီးတာဟုတ်ပြီเนาะအဲ့တော့ဆရာတို့က20 cm နဲ့30 cm ရှိတယ်တဲ့ဆာရွက်တွေ့ရဲ့ပေါ်တွင်သူကဘာလုံးချင်တာလဲဆိုတော့ student ကွက်တွေကိုဆရာတို့ကစွဲချင်တာဆွဲရင်လည်းပဲဆရာတို့ကသူ student ကွက်စွဲလို့ရှိရင်တဲ့အကြီးဆုံးစွဲနိုင်မဲ့ student ရဲ့အနားတစ်ဖက်အလျာကိုသူက ရှာခိုင်းတာဖြစ်တယ်။ဒါဆိုဆရာတို့ဒီအကြီးဆုံးလို့ပြောတဲ့အတွက်အကြီးဆုံးအနာကိုလိုချင်တာဖြစ်တဲ့အတွက်ဆရာတို့ဒီအကြီးဆုံးပုံစံခွဲခဲ့ရှာရမှာဖြစ်တယ်။အဲတော့မှဆရာတို့ရဲ့အကြီးဆုံးအနာကဘယ်လောက်ဖြစ်မလဲဆိုတော့ဆရာတို့သိမှာဖြစ်တယ်။ဒါဆိုရင်ဆရာတို့အကြီးဆုံးပုံစံခွဲခဲ့ဘယ်လိုရှာမလဲ။ပုံစံတတိထဲမှာဘယ်လိုစဉ်းစားထားလဲဆရာတို့တွေလေ့လာနိုင်ရအောင်ပါ။ဟုတ်ပါပြီ။ဒါဆိုဆရာတို့ကြည့်ရအောင်ပါ။အဲ့တော့အလျားက20ဆိုတော့ဆရာတို့ဒီအလျားကို20 cm ပုံကြမ်းလေးနဲ့စဉ်းစားလိုက် နံက30စင်တီမီတာဖြစ်တယ်ဟုတ်ပြီเนาะလေယာဉ်နဲ့အနံနဲ့ဆရာတို့ဒီပုံချမ်းလေးစဉ်းစားလိုက်မယ်ပြီးတော့ရင်ဆရာတို့တွေအကြီးဆုံးပုံစံခွဲခင်းရှာမယ်ဒါဆိုဆရာတို့ဒီအစင်းတက်မှာဆရာတို့ကသူက20နဲ့30စာခွဲခင်းကိုရှာရမှာဖြစ်တယ်ဒါကြောင့်ဆရာတို့တွေဒီ20နဲ့30ကိုစာခွဲခင်းစဉ်းစားမယ်ဒါဆိုရင်20ဝန်စာခွဲခင်းခွဲလို့ရတာဒီ20တလီ20လဲစာခွဲခင်းခွဲလို့ရတယ်နှစ်30လီလဲ20စာခွဲခင်းခွဲလို့ရတယ်ဟုတ်ပြီအဲ့တော့ သူ့ကို20ဝန်းစာခွဲကိန်းရနိုင်တဲ့ဂိမ်းတွေအားလုံးဆရာတို့ဘာလို့ကြည့်လိုက်မလဲစဉ်းစားကြည့်လိုက်မယ်ဒါဆိုဆရာတို့က20တလီ20အဲ့တော့တင်းနဲ့20နဲ့ဒီလည်းပဲစာခွဲကိန်းခွဲလို့ရတယ်နောက်တစ်ခါနှိ30လီ20ဒါကြောင့်နှင်းနဲ့30ဒီလည်းပဲဟောဒီ20ဝန်းစာခွဲကိန်းခွဲလို့ရတဲ့ဂိမ်းတွေဖြစ်တယ်နောက်တစ်ခါ45လီ20 45ဒီလည်းပဲဆရာတို့က20ဝန်းစာခွဲကိန်းခွဲလို့ရတဲ့ဂိမ်းတွေဖြစ်တယ် ဒါကြောင့်ဆရာတို့ကအစဉ်လိုက်လေးကြီးလိုက်တော့3 4 5 10 20တော့ကြ20ဝစာကွဲခဲ့တာပဲနဲ့1တွေ2တွေ4တွေ5တွေ10 20အများကြီးဖြစ်နေပါလေဆိုတာဆရာတို့ကမသိလဲသွားမှာဆိုတော့ဒါကစဉ်းစားပြ။ဟောပြီးတော့ဒါဆို20ဝခွဲလို့ရနိုင်တဲ့စာကွဲခဲ့နေသည်အခုဆရာတို့ဒီဟာကြီးဖြစ်တယ်။ဒါဆိုနားလည်မယ်เนาะ။ဟောပြီးဒါဆိုဆရာတို့30ဝရောစာကွဲခဲ့ခွဲလို့ရနိုင်တဲ့ဟာတွေကဘာတွေဖြစ်မလဲ။30တလီ30ခွဲလို့ရတယ်၊59နှစ်လီ30ခွဲလို့ရတယ်။ အဲ့60 60 30စသဖြင့်ဆရာတို့တွေ30ကိုခွဲလို့ရတဲ့စာပေကိန်းကိုစဉ်းစားလိုက်မယ်ဒါဆိုရင်30တလီ30ဒါကြောင့်1နဲ့30သည်30ကိုစာခွဲစာခွဲကိန်းခွဲလို့ရတဲ့ဂိန်းကြီးဖြစ်တယ်15နဲ့လီ30ဒါကြောင့်1နဲ့15နဲ့သည်လည်းပဲ30ကိုစာခွဲကိန်းခွဲလို့ရတဲ့ဂိန်းကြီးဖြစ်တယ်ပြီးသွားရင်ဆရာတို့က33လီ30ဩ3နဲ့30သည်လည်းပဲ30ကိုစာခွဲကိန်းခွဲလို့ရတဲ့ဂိန်းကြီးဖြစ်တယ်ဒါမှမဟုတ်9နဲ့6နဲ့ခွဲမယ်96လီ30ဆိုလည်း ျားတို့ခွဲလို့ရတယ်။ဒါကြောင့်30ကိုစာခွဲကင်းခွဲလို့ရတဲ့ဂိမ်းတွေဒီ1 2 3 5 6 10 15 30ဆိုရဲဂိမ်းတွေဖြစ်တယ်။ဟုတ်ပြီနော်။ဒါဆိုဆရာတို့တွေဒီသူတို့ရဲ့စာခွဲကင်းတွေကိုဆရာတို့စဉ်းစားလိုက်တယ်။ပြီးတော့ရင်အစနှစ်ကဆရာတို့က20နဲ့30တို့မှာဘုံပါနေတဲ့စာခွဲကင်းတွေကိုဆရာတို့ရွေးထုတ်မယ်။ဟုတ်ပြီနော်။အဲ့တော့ဘုံစာခွဲကင်းလို့ပြောတဲ့အတွက်ဘုံပါရာဒီ1 2 1 2ဒီနှစ်ခုစလုံးမှာဘုံဖြစ်တဲ့နေ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 ဒီလည်းပဲဘုံဖြစ်တဲ့နောက်တစ်ခါတူလာဒီပါလေ9နဲ့9နဲ့ဒီလည်းဘုံဖြစ်တဲ့ နောက်တစ်ခါ30နဲ့30ဒီပဲပဲဘုံဖြစ်တဲ့ဒါဆိုရင်ဘုံဆောက်ခဲကိန်းဖြစ်တဲ့ဂိန်းနေသည်10ရဲ့2ရဲ့10ရဲ့2ရဲ့5ရဲ့30ရဲ့ဖြစ်တယ်။ဒါကြောင့်ဆရာတို့က20နဲ့30စင်တီ20စင်တီမီတာနဲ့30စင်တီမီတာတို့မှာပုံပါတဲ့ဆောက်ခဲကိန်းနေသည်10နဲ့5 30ဖြစ်တယ်။အဲ့တော့ဆရာတို့ဒီအကြီးဆုံးဘုံဆောက်ခဲ့ခင်အကြီးဆုံးအနာအလျားကိုလိုချင်တာဖြစ်တယ်။ဒါဆိုဆရာတို့20နဲ့30မှာဆရာတို့တွေဒီ အကြီးဆုံးဖြစ်နေရသည်ဘယ်ကောင်ဖြစ်မလဲအကြီးဆုံးဖြစ်နေရသည်30ဖြစ်တယ်။ဒါကြောင့်မလို့ဆရာတို့တွေသည်20နဲ့30တို့ရဲ့အကြီးဆုံးပုံစံခွဲခဲ့သည်30ဖြစ်တယ်။ဟုတ်ပြီနော်ဒါကပုံစံတွေ့လေးမှာဆရာတို့စဉ်းစားပြတာ။ဒါဆိုရင်ဆရာတို့ရဲ့ဟောဒီစတူဒီယန်ခွင့်ကြီးမှာဆရာတို့တွေဒီစတူဒီယန်တည်ဆောက်တဲ့အခါမှာအကြီးဆုံးဒီဘယ်လောက်ဆွဲနိုင်မလဲ30ဆွဲနိုင်တယ်။ဒါကြောင့်ဆရာတို့စတူဒီယန်ခွင့်ကြီးရဲ့အကြီးဆုံးအနားဒီ တစ်ဆယ်နဲ့ဆွဲလိုက်ရင်ဆရာတို့စတရီယန်ကွက်လေးပဲနဲ့ကွီဆွဲနိုင်မလဲအဲ့တော့နေ3လီ6ကွက်ဆွဲနိုင်မယ်အဲ့တော့ဒီနေ3 4 5 6အဲ့တော့သူတကြီးရဆွဲလို့ရသေးလားဆိုတော့ဆွဲလို့မရတော့ဘူးเนาะဒါအကြီးဆုံးကဆရာတို့က10ပဲဆွဲလို့ရမှာ15ဆွဲလို့လည်းမရဘူး15ဆွဲရင်ဒီမှာ20ကဆရာတို့အဆင်မပြေတော့ဘူးဟုတ်ပြီနော်စတရီယန်ဒီရနာလုံး၄ပဲဆလုံးညီရမှာဆိုတော့ဒါဆိုဆရာတို့ဒီ10စင်တီမီတာဆွဲရမယ်ဆိုတာတိသွားပြီ ဒါကအကြီးဆုံးကိုမေးလို့ဆရာတို့ဒီတိုင်းဆွဲပြရပါတယ်တကယ်လို့ဆရာတို့ကနောက်ထပ်အသေးအငယ်ဆုံးနေထပ်ပြီးတော့ခွဲမယ်ဆိုရင်ဟောဒီ student ကြီးက30ဖြစ်တယ်အလျားကလည်း30ဖြစ်တယ်ဆရာတို့ကအနက်ပပတ်လေ student ကြီးနားလုံးကြီးတော့30ဖြစ်တယ်ဒါဆိုသူ့အငယ်တွေထပ်ခွဲရင်နောက်ထပ်အစိတ်ကလေးထပ်ဆက်ရင်ရောမရောလား30ရောတဝက်ဝက်တော့ဆရာတို့က5 cm စီလဲရတာပဲအဲ့ဒီ5ကိုထပ်ဝဲရင်ဆရာတို့က2.5စီရောဆွဲလို့မရဘူးလားရတာပဲဒါပေမဲ့ဆရာတို့ကမေးတာဒီ အကြီးဆုံးဆွဲနိုင်မဲ့ student အလျားကိုပဲမေးတာဖြစ်တဲ့အတွက်ဆရာတို့လည်းဒီဘလောက်ပဲရမှာတော့30ပဲဆွဲရမှာဖြစ်တဲ့ဆရာတို့ကိုမေးတာဒီအကြီးဆုံးဟောဒီဆရာက red line လေးနဲ့ပြထားရတဲ့အနီရောင်လေးနဲ့အကွက်ကိုပဲဆွဲရမှာဖြစ်တယ်30 cm ဒါဆိုနားလည်မယ်နော်ဒါကဆရာတို့ကထပ်ထပ်ပြီးတော့ကွက်အငယ်ဆုံး student လေးတွေတီးဆောင်မယ်ဆိုရင်ဒီလိုမျိုးထပ်ပြီးတော့ဆွဲလို့ရတယ်ဆိုတာလေးကိုပြောပြရမှာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်သားသမီးတို့ဟောဒီပုံစံတည်းလေး ်ဒါလည်းပဲเนาะ sorry ပါဆရာအတန်းဝင်သွားလို့ပါโอเคဒါဆိုဆရာတို့ဆက်ပြီးတော့လေ့ကျင့်ခန်းလေးကြည့်အောင်အဲ့တော့ဆရာကလေ့ကျင့်ခန်းနေလုပ်တဲ့အခါမှာဆရာတို့သစ္စာရာခေါင်းသင်ခန်းစာခေါင်းစဉ်လေးနဲ့သစ္စာနဲ့ပုံစံတွေလေးတွေနဲ့သစ္စာနဲ့လေ့ကျင့်ခန်းလေးတွေနဲ့ဆရာကတွဲပြီးတော့လေ့ကျင့်ခန်းလုပ်တာဖြစ်တယ်ဟုတ်ပြီเนาะဒါကြောင့်တအားတို့တမီးတို့ကဟာတင်လေ့ကျင့်ခန်းကတင်မလာဘူးတပြီးနဲ့လာရမှာနှစ်ပြီးသုံးလာရမှာအဲမျက်စိမှောက်မသွားနဲ့เนาะဆရာတို့ကပုံစံတွေလေးနဲ့သစ္စာရသင်ခန်းစာကောင်းတဲ့လေးနဲ့ သူနဲ့ live ဖြစ်တဲ့လေ့ကျင့်ခန်းလေးနဲ့ဆရာကတွဲတွဲပြီးလုပ်တာဖြစ်တယ်။အသင်ခန်းစာပြီးသွားတဲ့အခါကျရင်လေ့ကျင့်ခန်းအားလုံးပြီးသွားမှာဖြစ်တယ်။အဲ့လိုလေးနားလည်ထားရအောင်နော်။ဟုတ်ပါပြီ။ဒါဆိုဆရာတို့ဟောဒီပုံစံတွဲလေးနဲ့ဆရာတို့ကအဲ live ဖြစ်တဲ့သင်ခန်းစာလေးကပါလဲဆိုလို့ရှိရင်နံပါတ်3ဖြစ်တယ်။ဒါကြောင့်လေ့ကျင့်ခန်း2.4ကနံပါတ်3ပုစာလေးကိုဆရာတို့ကြည့်ရအောင်။အလျားကဒီမှာကဆရာတို့က42ပေါ့နော်ဆရာတို့42 cm ပြီးထားတယ်အလျားက42 cm အနံအနံကဆရာတို့က36စင်တီမီတာရှိတယ်တဲ့ဒီတကားကျတော့ downman student ဆာရက်တူကြီးတဲ့အတူတူပဲဟုတ်ပြီနော်ဒါအသုံးနှုံးလေးပဲကွာသွားတာအဲ့တော့ခုနကလိုပုံဆွဲတော့ကွာဒီမှာကဆရာတို့ကနားလေဝါးကြီးဆိုတော့တွတ်ထုတ်တော့ဟုတ်ပြီနော်ဒါဆိုရင်အဲ့ဒီဆာရက်ကိုတဲ့ student ကွက်ငယ်ဒီတကားကျတော့ student ကွက်ငယ်လေးတွေဆရာတို့ကတိတိကျကျပိုင်းဖြတ်ချင်တာခုနကလိုပဲ student ကွက်ကြီးထဲမှာ student ကွက်ကလေးတွေတိစောက်ချင်တယ် အဲမှာဆရာတော်ကမိကွန်းလေးကစတူယန်ကွန်းငယ်တစ်ခုစီရဲ့ဖြစ်နိုင်တော့အကြီးဆုံးအနာအလျာအကြီးဆုံးလို့သုံးထားတယ်ဒါလေးသတိထားရအောင်အဲတော့အကြီးဆုံးလို့ပြောတဲ့အတွက်ဆရာတော်ဘာရှာရမလဲအကြီးဆုံးပုံစံခွဲခင်းရှာရမယ်ပြောချင်တာကဆရာတော်ဘာရှာရမလဲ GCF Greater Common Factor ရှာရမယ် GCF ရှာခိုင်းတာဖြစ်တယ်ဆိုတာနားလည်အောင်ဟုတ်ပြီနော်ဒါဆိုဆရာတို့တွေမလုပ်ရမလဲအစင်တဲသူတို့တွေမှာရှိရဲ့၄၀နှစ်နဲ့36ကိုမလုပ်ရမလဲစာခွဲခင်းခွဲရမှာ ဒါပေမဲ့ဒီကပုံစံပြည့်တဲ့ဆရာအတွဲဆရာတော်က basic လေးတွေရေးရမယ်ဒါဆိုဆရာတော် basic လေးတွေကောက်ရေးလိုက်မယ် down man to gun boss ရဲ့လျာလေးက42 cm သူပေးထားချက်လေးရေးလိုက်မယ်ပြီးရင်အနံပေးထားတော့အနံလေးရေးလိုက်မယ်အနံက36ဆိုတော့36 cm အဲ basic လေးတွေရေးပြီးပြီဆိုဆရာတော်မေးထားတာဒီဆရာတော်ကို GCF မေးထားတာဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့် string ကွင်းငယ်တစ်ခုဖြစ်နိုင်တော့အကြီးဆုံးအားလျာ GCF ဒီဘလောက်လဲမေ့ချစ်လေးရေးလိုက်မယ်မေ့ချစ်လေးရေးပြီးပြီမေ့ချစ်လေးရေးပြီးပြီဒါဆိုဆရာတို့အဖြေရှာတော့မယ်ဒါဆိုဆရာတို့ရှာရမှဒီ42နဲ့36ကိုမလုပ်ရမလဲစာကွဲကိန်းခွဲရမယ်ခုနကလိုပဲစဉ်းစားလိုက်ရင်42ကိုစာကွဲကိန်းခွဲလို့ရတယ်ဂိန်းနေအောင်ဆရာတို့စဉ်းစားလိုက်ဒါရတယ်ဒါဆိုဆရာတို့42ကိုစာကွဲကိန်းခွဲလိုက်မယ်68 42ဟုတ်ပြီဒါဆိုဆရာတို့က6ကိုစာကွဲကိန်းထပ်ခွဲလို့ရသေးတယ်23 6 အဲ့တော့ဆရာတို့2 3 4ဆိုတော့ဆရာတို့2အမြောက်3အမြောက်9ပေါ့เนาะဒါဆိုဆရာတို့ဒီစာခွဲကိန်းခွဲလိုက်ပြီ36လည်းအတိုင်းပဲတော်တော်သမီးတို့အလီလေးနဲ့ဆရာတို့စာခွဲကိန်းခွဲလို့ရတယ်66လီ36ဒါဆိုဆရာတို့6ကိုထပ်ပြီးတော့ခွဲမယ်ဆိုရင်2 3 6ဖြစ်တယ်2 3 6ဒါဆိုဆရာတို့ကငယ်စဉ်ကြီးလိုက်လေးရေးလိုက်တော့2 multiply 2 multiply 3 multiply 3ဆိုပြီးဆရာတို့ကစာခွဲကိန်းလေးတွေရသွားမယ် ဟုတ်ပြီဒါဆိုဆရာတို့တွေကြီးဆုံးပုံစံဝယ်ခင်းရှာမှာဖြစ်တဲ့အတွက် Greater Common Factor GCF ရှာမယ်ဆိုတော့ဆရာတို့ GCF ဒီပုံတူတာဆရာတို့ကရှာရမယ်ဒါဆိုဆရာတို့ကဒီမှာနင်းနေနင်းနေပုံစံဝယ်ခင်းတူတယ်ပြီးတော့ဆရာတို့သုံးနေသုံးနေပုံတူတာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့က2 multiply 3ရမှာဖြစ်တယ်နင်းမြောက်တော့အဲ့တော့မှနင်းသုံးနေဆိုဘလားရမလဲ6ရမယ်ဒါကဆရာတို့ကစာဝယ်ခင်းလေးတနည်းနဲ့ခွဲတာဟုတ်ပြီဒါဆိုဆရာတို့ကနောက်တနည်းနဲ့ခွဲမယ်ဆိုရင်ဆရာတို့က ေးစနစ်ကိုကွာဆရာတို့က6 9လီနဲ့မခွဲပဲနဲ့တခြားဒါတို့တမီးတို့ကြိုက်တာနဲ့ခွဲလို့ရတယ်အဲ့တော့နှင်းနဲ့ခွဲမယ်ဆိုရင်နှင်း20လီ၄စနစ်ဖြစ်တယ်အဲ့တော့21ကိုဆရာတို့ကထပ်ခွဲ3 9လီ21ဒါဆိုဆရာတို့ကဗာပဲလေ2 multiply 3 multiply 7ပဲဖြစ်တယ်ရှေ့ကဆရာတို့ခွဲခဲ့တာနဲ့နောက်ဆုံးအပြေကြတော့ဗာဖြစ်လေသွားတူလာဖြစ်တယ်အဲ36လဲအတိုင်းပဲဆရာတို့ကနှင်းနဲ့ခွဲလို့ရှိရင်နှင်း18လီ 36ဖြစ်တယ်အဲ့တော့မှာ78ကိုထပ်ခွဲလို့ရှိရင်298အဲ့တော့မှာဆရာတို့က9ကိုထပ်ခွဲမယ်ဆိုရင်339ဒါဆိုဆရာတို့က2 multiply 2 multiply 3 multiply 3ဆိုတဲ့စာကွက်ကိန်းရသွားပြီအဲ့တော့ရှင်းပါဆရာတို့ကခွဲခဲ့တာ ਨੇ နောက်ဆုံးအဖြေကြတော့စာကွက်ကိန်းလေးကအငယ်ဆုံးထိခွဲလိုက်ရင်မဖြစ်သွားပြီလေအတူတူပဲဖြစ်တယ်အဲဒါကြောင့်ဒါတို့တမီတို့ကြိုက်တာနဲ့တွေ့လို့ရပါဟုတ်ပြီနော်ဒါဆိုဆရာတို့က GCM greater common factor ရှာတဲ့အခါမှာဆရာတို့2နဲ့2နဲ့ 3နဲ့3နဲ့ဖြစ်တယ်။ဟုတ်ပြီနော်ဒါဆိုဆရာတို့က2 multiply 3ပုံရှာလိုက်တော့2 3လီ6ဒါဆိုရင်ဆရာတို့ရဲ့ဒီ greatest common factor ဒီ multiply ရလဲဆင်းရတယ်။ဒါဆိုဆရာတို့က20လေးနှစ်ခုရှိတယ်ကြိုက်တာနဲ့တွေ့လို့ရတယ်။ပြီးရင်ဆရာတို့တွေလေ့လာရမှာဒီအစားနည်းနဲ့ဆရာတို့ကလေ့လာရမှာဖြစ်တယ်။သုံးတဆာခွဲနည်းရင်းနဲ့လေ့လာရမှာဖြစ်တယ်။အာဒီလိုမတွေ့သေးဘဲနဲ့ဆရာတို့တအားသမီးတို့ကဆရာတို့အစားနည်းလေးနဲ့စာခွဲကိန်းခွဲမယ်ဆိုတော့ရပါတယ်။ 42 42ကိုဆရာတို့ကအစာနည်းနဲ့ကွဲမယ်။ဒါဆိုဆရာတို့ကနည်းနည်းစားမယ်ဆိုရင်နည်းနလီ၄နည်းတလီ၄တခါဆရာတို့က27ကိုစားမယ်3နဲ့စားမယ်3ခုနှစ်နည်း27အဲ့တော့ခုနှစ်ကိုကတော့ဆရာတို့ခုနှစ်တတိခုနှစ်ဆရာတို့ပြတ်တတိစားလိုက်မယ်။ဒါဆိုဆရာတို့က2 multiply 3 multiply 7ဆိုတော့ဆရာတို့နောက်ဆုံးအဖြေမတူးလား တူသွားတယ်စာခွဲကိန်းလေးကတော့အဖြေကအတူတူပဲမိမိကြိုက်တာနဲ့တွေ့လို့ရတယ်ဟုတ်ပြီနော်ဒါဆိုဆရာတို့30ဆက်လက်အတိုင်းပဲ30ဆက်ကိုဆရာတို့ကအစာနီးလေးနဲ့စားမယ်ဆိုလို့ရှိရင်လည်းပဲ36ဆိုတော့ဆရာတို့ကနင်းနဲ့စားမယ်ဆိုရင်နေတလီနဲ့နေရှလီ36ကဲ38ကိုဆရာတို့ကနင်းနဲ့စားမှာကွာနေ9လီ38 9ကိုဒီကစားမှာကွာ33လီဟိုနောက်ဆုံးဂျန်နီရဲ့3ကိုစားမှာကွာပြန်အောင်3တလီ3ဒါဆိုဆရာတို့က 2 multiply 2 multiply 3 multiply 3ဆိုပြီးတော့ဆရာတို့ကဗာရမှာလေစာပွဲကိန်းလေးတွေရမှာအဲ့တော့အတူတူပါပဲဟုတ်ပြီเนาะဒါဆိုဆရာတို့ကကြိုက်တာနဲ့တူတူရပါတယ်ဒီတနည်းတစ်ခုပဲအတွက်ပေါ့เนาะကြည့်ဒါဆိုရင်ဆရာတို့တွေအကြီးဆုံးပွန်စာပွဲကိန်းရပြီဆိုတော့ဆရာတို့အပြေတော့လိုက်မယ် string ငွေငယ်တစ်ခုရဲ့ဖြစ်နိုင်သောအကြီးဆုံးအနားလက်ရသည့်ဘလောက်ရမလဲ6 cm ဒါဆိုရင်ဆရာတို့က 10စင်တီမီတာဆွဲလိုက်ရပြီဟုတ်ပြီเนาะဒါဆိုရင်ဆရာတို့ညီနံပါတ်3လေးနားလည်မယ်လို့ဆရာယုံကြည်ပါတယ်ဒါဆိုရင်ဆရာတို့ဒီသင်ခန်းစာလေးကတော့ဒီလောက်ပါပဲဒါဆိုဆရာအမြဲတမ်းပြောနေကြသင်ခန်းစာတွေပြီးသွားလို့ရှိရင်ဆရာစကားလက်ဆောင်လေးရှိပါတယ်ဟုတ်ပြီเนาะအဲ့တော့ဆရာရဲ့ဒီနေ့ရဲ့စကားလက်ဆောင်လေးကဘာဖြစ်မလဲသူတော်ကောင်းဒီသူယုံမာနဲ့မဆက်ဆံဟုတ်ပြီเนาะအဲ့တော့သူတော်ကောင်းဒီသူယုံမာနဲ့မဆက်ဆံ အဲဒီဆရာတို့ကဒီစာသားလေးကဘယ်ရလဲဆိုတော့ဆရာတို့က950ဇက်တော်ရင်းမှာပေါ့နော်ဆရာတို့ကသူတော်ကောင်းကသူယုံပါနဲ့ဘလူးမဆစ်ဆန္ဒလဲဆိုတော့ဆရာတို့ကအဘာယနတိပြီမှာပေါ့နော်အဲတခါတော့ကဆရာတို့ကဘာယနတိပြီမှာပြရမန်ပြမနမင်းကြီးဆရာတို့ကထိနှံအောင်ဆိုးစဉ်အခါကပေါ့နော်အဲအချိန်မှာဆရာတို့ကဖျားလောင်းကပညာရှိအမတ်ဖြစ်တယ်ပေါ့နော်အဲအချိန်မှာဆရာတို့ကဘယင်မှာပေါ့နော်ဆရာတို့ကမြင်းနေမွေးထားတာရှိတယ် ဲ့ဒီမြင်းကဆရာတို့တိန်တော်မြင်းဖြစ်တယ်ဟုတ်ပြီเนาะအဲ့တော့အဲ့ဒီမြင်းကိုဆရာတို့ကမျက်စိမှာဆရာတို့ကရေချိုးရေတောက်ဖို့မျက်စိကိုခေါ်ဆောင်စီတယ်ပေါ့เนาะအဲ့ချိန်မှာတိန်တော်မြင်းကဆရာတို့ကမျက်ရည်မျက်စိကိုလည်းတူချုံနေကြမျက်စိမှာမျက်ထဲကိုလည်းမစင်ဘူးရေလည်းမတောက်ပေါ့เนาะကမ်းပေါ်မှာပဲနေတယ်အဲ့ခါကျတော့ तू ဘာကြောင့်မစင်လဲဆိုတာဆရာတို့ပညာရှိအမတ်ကိုစူဇန်းစီတယ်ပေါ့เนาะအဲ့တော့မှဆရာတို့ဘုရားလောင်းပညာရှိအမတ်ကဆရာတို့မြင်းတိန်တွေကိုခေါ်တယ် ေါ်ပြီးတဲ့အခါကျမှဟောဒီမျက်စိမှာပေါ့နော်တခြားမြင်းနေရေချိုးသွားတာရှိသေးလားဆိုပြီးသူကမေးတဲ့အခါကျတော့အာမြင်းရုပ်မြင်းညံ့နေရေချိုးသွားပါတယ်လို့ပြန်ဖြေကြတယ်ပေါ့နော်အဲ့အခါကျတော့မှဟောဒါကြောင့်သူဒီတိမ်နှောမျိုးဖြစ်တဲ့အဲသူတို့ဒါကြောင့်မလို့သူဒီမြင်းရုပ်တွေမြင်းညံ့နေချိုးတဲ့မျက်စိမှာချိုးတာမဟုတ်ဘူးဆိုပြီးတော့သူကဆုံးဖြတ်ပြီးတော့တခြားမျက်စိမှာဆောင်းယူပြီးတော့ရေချိုးဖို့သူကညွန်ကြားလိုက်တာဖြစ်တယ် ညာရှိမဲ့ကအဲ့တော့မှဒိန်တော်မြင့်ကတရားမြင့်စိတ်ရောက်တဲ့အခါကျတော့သူရေလဲတောက်တယ်ရေလဲချိုးတယ်အဲ့တော့တိရိစ္ဆာန်မြင့်ဖြစ်နေတာတော့မှပဲဆရာတို့သူယုံမာရင်လည်းသူမပတ်သက်ဘူးဆိုတော့ပေါ့နော်ဒါလေးဆရာတို့ကဘာလို့ရမလဲဆိုတော့သင်ခန်းစာယူရမှာဖြစ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့တွေလူသားတွေစီပို့ပြီးတော့တတိထားရမှာဖြစ်တယ်သူယုံမာရင်လည်းဆရာတို့ဒီမပတ်သက်အပေါင်းအသင်းမဆက်ဆံဘူးဆရာတို့ဘာဖြစ်လဲအရေးကြီးတယ်ဟုတ်ပြီနော်ဒါကြောင့်မလို့အခုဆိုရင်ဆရာတို့ နိုင်ငံမှာလည်းတည်တဲ့အတိုင်းပဲဟုတ်ပြီเนาะဒါကြောင့်ဆရာတို့ကသူရုံးမာရေးပြန်မှာမရက်တည်ပြီးဖို့အရေးကြီးပါတယ်ဟုတ်ပါပြီเนาะဒါဆိုရင်တို့သမီးတို့တွေဒီဆရာမိပါတို့တဲ့တဆင်မြင်အောင်ကြိုးစားနိုင်တဲ့ကျောင်းသားကျောင်းလူများဖြစ်ကြပါစေဘိုင်ဘိုင်